င်္ဂလာပါရှင်2025ခုနှစ်ဇွန်လ17ရက်နေ့ရက်နေ့လယ်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမစူစီပါဒီကနေ့နေ့လယ်ခင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းတွေထဲကပထမဆုံးသတင်းတစ်ပုဒ်ကတော့ရိုဟင်ဂျာတွေနေရပြန်နိုင်ရင်ရခိုင်ပြည်နယ်တစ်ခုလုံးနေပါကိုထိန်းချုပ်ထားတဲ့အေအေပါဝင်ဖို့အရေးကြီးတယ်လို့အမေရိကန်ကကုလသမဂ္ဂမှာထုတ်ဖော်ပြောဆိုထားပါတယ်ဒေါ်လာရင်းအဖွဲ့တွေပြစ်ချတဲ့စစ်တပ်တိုက်လေရင်ရဟရင်ဆက်နက်စီးထိရှိလာပါပြီ။ စက်ကောင်စီလက်အောက်ခံဇာအာအေစက်ခန်းတစ်ခုကို CDF ပူးပေါင်းတပ်ကတိမ့်ပိုက်လိုက်တယ်လို့သိရပါဗျ။စက်ကောင်စီတပ်တွေထွက်ပြေးသွားတဲ့စခန်းကနေလက်နက်နဲ့ခဲယမ်းတွေတင်းစီရရှိလိုက်ပါတယ်။ပောက်ခေါင်းနဲ့ပေါင်းတဲမျိုးနယ်တို့မှာစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့အင်အားတရာပါစစ်တပ်ကိုတိုက်ခိုက်မှုမှာစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်၁၁ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေနဲ့အတူမူရစ်စေဝါတွေဖမ်းဆီးရရှိလိုက်ပါတယ်။ ဒီသတင်းတွေနဲ့အတူဒီကနေ့နေ့လည်းခရင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်ပထမဆုံးနားဆင်ကြရမယ့်သတင်းကတော့ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအားလုံးနေရပြန်နိုင်မှုအတွက်ရခိုင်ပြည်နယ်တစ်ခုလုံးနေပါကိုထိန်းချုပ်ထားတဲ့အာရခတ်တော် AA အပါအဝင်ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်ဆွေးနွေးဖို့အရေးကြီးရလို့အမေရိကန်ပြည်ထောင်စုကထုတ်ပေါ်ပြောဆိုလိုက်ပါတယ် ဇွန်လ10ရက်နေ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Miss Julie Bishop ရဲ့ရှင်းလင်းတင်ပြချက်ကိုကြားနာတဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလွတ်သဘောအစည်းအဝေးမှာ American တန်တမန် Jonathan Shera ကအခုလိုပြောဆိုခဲ့တာပါရိုဟင်ဂျာဒုက္ခသည်တွေနေရပြန်နိုင်ရင်ဆွေးနွေးပွဲတွေမှာရခိုင်ပြည်နယ်တစ်ခုလုံးနေပါကိုထိန်းချုပ်ထားတဲ့ရခိုင်တပ်မတော်အပါအဝင်ပါဝင်ပတ်သက်သူအားလုံးပါဝင်ကြဖို့အရေးကြီးကြောင် American ပြည်တော်စုအနေနဲ့မြန်မာစစ်တပ်ရဲ့ဖိနှိပ်ချုပ်ချယ်မှုနဲ့အကြမ်းဖက်မှုတွေကိုခံစားနေကြရတဲ့ Rohingya ဒုက္ခသည်တွေနဲ့အတူရပ်တည်လျက်ရှိကြောင်းသူကဆိုပါတယ်။ရခိုင်ပြည်နယ်အတွင်းအတင်းအာဓမပြောင်းရွှေ့စေမှုတွေရက်ဆက်တန်းကျုံမှုတွေအစီရင်ခံစားတွေနဲ့ပတ်သက်ပြီးတော့အလွန်ဆိုးရင်ပူပန်ကြောင်းမြန်မာစစ်တပ် AA အပါအဝင်တပ်ဆိုင်သူအလုံးကိုအရက်သားတွေကိုကာကွယ်ရန်နဲ့လူအသက်တွေကိုတံမိုးထားဖို့ American ကတိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာတွေအပေါ်ရက်စက်ကြမ်းကြုတ်မှုတွေကျူးလွန်ခဲ့တဲ့မြန်မာစစ်တပ်ကတာဝန်ခံမှုတာဝန်ယူမှုကနေလွတ်မြောက်နေစေဖြစ်ပြီးစစ်တပ်ကရိုဟင်ဂျာတွေကိုဆက်လက်ဖိနှိပ်နေကြောင်းပြည်သူတွေကိုဘုံကျဲတာတွေကျောင်းတွေနဲ့ဝတ်ပြုရာအိမ်တွေကိုဘုံကျဲတာတွေရိုဟင်ဂျာတွေကိုစစ်ထဲကိုအတင်းအကျပ်သွတ်သွင်းတိုက်ခိုက်စစ်မှုထမ်းခိုင်းနေတာတွေကိုအမေရိကန်ကထောက်ပြထားပါတယ် ရခိုင်ပြည်နယ်အတွင်းအင်တာနက်နဲ့အခြားဆက်သွယ်ရေးလမ်းကြောင်းတွေပိတ်ထားတာကြောင့်ဒေသတွင်လူမှုအတိုင်းအဝိုင်းတွေကိုဆက်လက်ထိခိုက်စေပြီးမြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုံမှုတွေကိုဖုံးကွယ်နေကြောင်းတယ်လီဖုန်းနဲ့အင်တာနက်ဆက်သွယ်ရေးအားလုံးကို ပြန်လည်ဖွင့်ပေးဖို့မြန်မာစစ်တပ်ကို တောင်းဆိုတယ်လို့အမေရိကန်ကဆက်လက်ပြောဆိုပါတယ်စစ်တပ်ကအလွန်လိုအပ်နေတဲ့အရေးပေါ်အကူအညီတွေပေးပို့မှုကိုဆက်လက်ပိတ်ဆို့ထားတာကြောင့်လူသားချင်းစာနာမှုလိုအပ်ချက်တွေပြင့်တက်လာနေပါတယ် ရိုဟင်ဂျာတွေငြိမ်းချမ်းစွာနေရပြန်နိုင်ဖို့ရေရှည်တည်တမ်းတဲ့ဖြည့်ရှင်းချက်လိုအပ်တဲ့မြန်မာအတိုက်အခံအဖွဲ့တွေနဲ့ရိုဟင်ဂျာအတိုက်အဝန်ရဲ့အဓိပ္ပာယ်ရှိတဲ့ပူးပေါင်းပါဝင်မှုကဒီအဆုံးသက်ဖြည့်ရှင်းချက်ရရှိဖို့မရှိမဖြစ်လိုအပ်ပါတယ်။ရခိုင်ပြည်နယ်မှာရှိနေတဲ့ရိုဟင်ဂျာတွေမြန်မာနိုင်ငံကနေနေရဆွတ်ခွာသွားသူတွေရဲ့တတိယနိုင်ငံတွေမှာပြန်လည်အခြေချနေထိုင်သူတွေအပါအဝင်ဖြစ်နိုင်သမျှကျေပြန့်တဲ့ရိုဟင်ဂျာအတံတွေကိုကျွန်တော်တို့နားထောင်ရပါမယ်လို့ American တပ်တမန် Jonathan Shera ကဆိုပါတယ်။ ်အမေရိကန်ပြည်ထောင်စုအနေနဲ့လူအသက်ကိုတံမိုးထားလေးစားရေးပြိပခါတွေအဆုံးတရင်ရင်းချမ်းရေးပြန်လည်ထူထောင်ရေတို့အတွက်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လဲဂျွန်နသန်ရှာရာကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်ရှင်နောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့တော်လိုင်းရင်တက်တွေကပလဲမြို့နယ်မှာဇွန်လ10ရက်နေ့ကစစ်တပ်တိုက်လေရင်တစည်းကိုပစ်ချနိုင်ခဲ့ရာကြောင့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လိုင်းရင်တက်ဖွဲ့တွေကပစ်ချတဲ့တိုက်လေရင်နဲ့ရဟတ်ရင်အနည်းဆုံး12စီးထိရှိလာပြီးပဲဖြစ်ပါတယ် တော်လိုင်းအဖွဲ့တွေဘက်ကပြစ်ချနိုင်ခဲ့ပေမဲ့သတင်းမထုတ်ပြန်လို့သတင်းအချက်အလက်မရတာကြောင့်အခု infogram မှာမပါသေးတဲ့ဖြစ်စဉ်တွေလည်းကြန့်ရှိနိုင်ပါသေးတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လိုင်းအဖွဲ့တွေဘက်ကပြစ်ချနိုင်ခဲ့တဲ့စစ်တပ်တိုက်လေရင်နဲ့ရဟတ်ရင်တွေပဲဖြစ်ပါတဲ့အသေးစိတ်ကိုဆက်လက်တင်ပြပါမယ်။2021ခုနှစ်မေလ3ရက်နေ့မှာ KNY ကပြစ်ချလိုက်တဲ့ဒီမိုးမောင်းမြို့နယ်ထဲမှာ MI-35 တိုက်ခိုက်ရေးရဟတ်ရင်ဖြစ်ပါတယ် 2023ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာ PDF တပ်ပေါင်းစုကပြစ်လိုက်တဲ့ဒီရွှေပြည်အေးမြို့နယ်ကအမျိုးအမည်မတိရသေးတဲ့ရဟတ်ရင်မှာဒါကတော့အမျိုးအမည်မတိရသေးပါဘူး2023ခုနှစ်ဇွန်လ30ရက်နေ့မှာ ကလလတ KNPLF နဲ့ကရင်နီတပ်ပေါင်းစုကပြစ်လိုက်တဲ့ဒီရွာသစ်မြို့အနီးက KHW အပေါ်စားတိုက်လေတစည်းပါ2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာ KNDF နဲ့ KA ကပြစ်လိုက်တဲ့ KNDATA KHW အပေါ်စာလေးရင်နောက်ထပ်တစည်းပါ2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာ KIA ကထပ်မံပြစ်လိုက်ပါတယ်ဒါကတော့ဝိုင်းမော်မြို့နယ်ပါ MI70 တေယူပို့ဆောင်ရေးရဟတ်ရင်လို့သိရပါတယ်2024ခုနှစ်ဇန်နဝါရီလ13ရက်နေ့မှာ AA ကပြစ်လိုက်တဲ့ဒီပလဝမြို့နယ်က MI35 တိုက်ခိုက်ရေးလေးရင်တစည်းကို တွေ့ခဲ့ပါတယ် 2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာ KIA ကပြစ်လိုက်တဲ့ဒီကုတ်ခိုင်မြို့နယ်က FTC 2000G တိုက်ခိုက်ရေးဂျက်လီယင်တစီပါ2024ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာ KNLA နဲ့ PDF ပူးပေါင်းတပ် Cobra စစ်တောင်းကပြစ်လိုက်တဲ့တင်ငန်းကြီးနောင်မြဝတီမြို့နယ်မှာပါ AS 365 Dolphin တဲယူပို့ဆောင်ရဟတ်ရင်ပဲဖြစ်ပါတယ် 2024ခုနှစ်မေလ6ရက်နေ့မှာကင်နီတပ်ပေါင်းစုကဖားဆောင်မြို့နယ်မှာပစ်ခတ်ခဲ့တဲ့ဒီဘောလခဲမြို့နယ်မှာပြတ်ကျခဲ့ပါတယ်။ AMI something တဲယူပို့ဆောင်ရေးနောက်ထပ်လေးရင်တစည်းပါ2025ခုနှစ်မေလ20ရက်နေ့မှာ KIA နဲ့ပူပေါင်းတက်ကဗမော်မြို့နယ်ပတ်မှာပြစ်ခတ်ကပြကြခဲ့တဲ့လေရင်ကတော့ AMI something တဲယူပို့ဆောင်ရေးရဟတ်ရင်ဖြစ်ပါတယ်။ ောက်ထပ်နားဆင်ကြားမယ့်သတင်းကတော့ချင်းပြည်နယ်တွန်းဆန်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဇူမီတက်စာအေးရဲ့တပ်ကန်တစ်ခုကိုချင်းဒေသကာကွယ်ရေးတပ် CDF တွန်းဆန်ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာဇာအာရီတပ်ဘက်ကတေဆုံးထိခိုက်မှုရှိခဲ့ပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ချင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။ဇွန်လ9ရက်နေ့မနက်ပိုင်းမှာကြီခါမြို့နယ်တွန်းဆန်မြို့အကြားမှာရှိတဲ့မွာကွေရွာအနီးစစ်ကောင်စီစခန်းကို CDF တွန်းဆန်ပူပေါင်းတပ်တွေကသွားရောက်တိုက်ခိုက်ခဲ့ရမှာဇာအာကြီးတပ်ဖွဲ့ဝင်2ဦးရဲ့အလောင်းကိုရရှိခဲ့တယ်လို့သိရပါဗျ။ဒါပြင်တနက်၄လက် drone စံကယ်တွေနဲ့ကာဒစီမီးဆက်ခဲယမ်းကြီးတွေလည်းရရှိခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။အဲ့ဒီဇာအာအေးလက်နက်ခဲယံသိမ်းဆည်းရမိခဲ့တဲ့အထက်မှာအိန္ဒိယနိုင်ငံသားကတ်အထောက်အထားတွေပါတာပေါ့အဲ့ဒါကနည်းနည်းတော့အော့ဩစရာဖြစ်တာပေါ့လို့သူကပြောပါတယ်ဇာအာအေးကမြန်မာအိန္ဒိယနယ်စပ်ဒေသတွေမှာလှုပ်ရှားလျက်ရှိပြီး စက်ကောင်စီကလက်နက်တပ်ဆင်ပေးတာတွေအပါအဝင်စက်ကောင်စီနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်တယ်လို့ချင်းတော်လိုင်းရေးတပ်တွေကထုတ်ပြန်အသိပေးထားပါတယ်။ဒါပြင်ချင်းတော်လိုင်းရေးတပ်တွေဟာချင်းပြည်နယ်ကိုအင်အားအများအပြားနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ရှုံးကောင်စီတပ်နဲ့လည်းတီးထိန်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။တီးထိန်မြို့နယ်တိုင်းကြီးနဲ့ကလေးမြို့ကြားမှာရှိတဲ့မွာပီးရွာမှာစစ်ကောင်စီတပ်ဆက်လက်တပ်ဆွဲနေလို့တိုက်ပွဲဖြစ်ပွားမှုရှိတာကိုချင်းသတင်းရင်းမြစ်ကပြောပါတယ်။ ရောပီကြီးရွာမှာပဲဆက်ကဆက်ကအခုထိရှင့်မတိုးနိုင်တယ်လို့နောက်လည်းမဆုတ်ဘူးပေါ့အဲ့ဒီရွာမှာပဲရှိနေစေလို့သူကဆိုပါတယ်ဇွန်လ10ရက်နေ့ကိုရဲနေတွေမှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးကလေးမျိုးစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ကူပေးနေတယ်လို့လည်းသိရပါတယ်မေလာတတိယပတ်မှာချင်းတောင်ကိုအင်အားအများအပြားနဲ့တက်လာတဲ့အဲ့ဒီစစ်တပ်စစ်ကြောင်းကိုချင်းကြီးနောင်နဲ့ချင်းတီကောင်စီအဖွဲ့ဝင်တော်လိုင်းတပ်တွေကအတူပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ် အဲ့ဒီဒေတာရဲ့စစ်ရေးအခြေအနေတွေကိုနှစ်ဖက်တာဝန်ရှိသူတွေထံကိုမေးမြန်းထားရမှာချင်းညောင်တာဝန်ရှိသူကစစ်ရေးလုံခြုံရေးအရတိုက်ပွဲသတင်းတွေလိုအပ်မှသာတင့်တော်တဲ့အချိန်မှာထုတ်ပြန်သွားမယ်လို့သဘောတူထားတယ်လို့အသိပေးထားပါဗျ။အဲ့ဒီစစ်ကြောင်းဟာတည်တည်မျိုးကိုစစ်အင်အားဖြည့်ဖို့ချင်းညောင်တိမ့်ထားတဲ့ဖလန်းမျိုးကိုပြန်လည်ထိုးစစ်ဆင်ဖို့ဦးတည်တယ်လို့ခန့်မှန်းရတယ်လို့စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ CDFC စစ်ဦးစီးချုပ်ဦးထောင်းပူကမေလနောက်ဆုံးပတ်မှာပြောပြထားပါတယ်ရှင်။ ောက်ထပ်နားဆင်ကြားမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်ရွာကြီးအင်းကျေးရွာထိပ်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာဆစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးပြီးလက်နက်ကင်းရန်တွေသိမ်းဆီးရရှိခဲ့တယ်လို့ Falcon Guerrilla Force ကပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်20ခန်းနဲ့တပ်ဆွဲထားတဲ့အဲ့ဒီစခန်းကိုဇွန်လ10ရက်နေ့မနက်၈နာရီကျော်မှာဒေသကာကွယ်ရေးတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာမိနစ်20ခန့်အကြာမှာဆစ်ရှုံးကောင်စီဘက်ကစခန်းကိုဆုတ်ခွာထွက်ပြေးခဲ့တယ်လို့သိရပါတယ်။ သူတို့စကားဆဝင်ရောက်တက်ဆွဲထားတာကအများပြည်သူတွေရဲ့နေအိမ်တွေပါကျွန်တော်တို့တိုက်ပွဲဖြစ်ပြီးဝင်ရောက်ရှင်းလင်းချိန်မှာ MA1 တနတ်တလဲခရဲတွေစစ်သုံးဆောင်ပစ္စည်းတွေကိုတင်းစီရမိခဲ့ရဗျစစ်ခွေအလောင်း၃လောင်းတွေးခဲ့တယ်လို့ Falcon Gorilla Force ကတာဝန်ရှိသူတို့ကပြောပါတယ်ရွာကြီးအင်းကြီးရွာမှာရှိတဲ့စကမ်းမှာကြောက်ကြီးပဲနွယ်ကုံလမ်းမကြီးနဲ့နေပြီးစစ်ကောင်စီတပ်တွေစကမ်းဆွတ်ခွာထွက်ပြေးချိန်မှာလဲလက်နက်ကြီးတွေနဲ့တောက်လျှောက်ပြန်လဲပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့ဧပြီလ28ရက်နေ့ကလည်းကြောက်ကြီးမြို့နယ်မှာရှိတဲ့ကျွန်းကုန်းရင်းတိုက်ကုန်းတောင်စုရံမျိုးအောင်တမခေါ်နောက်ကုန်းတရားမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာဒုတက်ရင်မှုအပါအဝင်20ကျော်တင်ဆုံးပြီးလက်နက်မျိုးစုံ30ကျော်နဲ့ခရမ်းစစ်အုံဆောင်ပစ္စည်းတွေတင်းစီရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ဒီကနေ့နေ့လက်ခရင်နောက်ဆုံးသတင်းတပုတ်အနေနဲ့ပဲခူးတိုင်းပောက်ခေါင်းနဲ့ပေါင်းတယ်မြို့နယ်တို့မှာ စစ်ကြောင်းထိုးရွာစဉ်လဲ့လဲ့မီးရှို့နေတဲ့အင်အားတရာပါစစ်တပ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်၁၁ဦးသေဆုံးကြောင်းပြည်သူ့ကာကွယ်တပ်မတော်3601တပ်ရင်းရဲ့စစ်ထောက်လမ်းရင်းနဲ့တရင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါရယ်ဇွန်လ3ရက်နေ့မနက်9:00နာရီအချိန်ပေါက်ခေါင်းမြို့နယ်အပိုင်းတိုက်ချောင်းရွာကုန်းအောင်စုရွာအိုင်ဆောက်ရွာမြင်းဒီကုန်းတဖန်းကိုင်းရွာဂျလမဲရွာမယိုးကျွန်းရွာ ပြန်ချီတက်ရွာတို့ကိုစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့အင်အားကြီးရပါစစ်တပ်စစ်ကြောင်းကိုပေါင်းတယ်မြို့နယ်ညောင်နေပင်အောက်စုညောင်နေပင်ရွာနဲ့မအူကွင်းရွာကြားမှာတော်လိုင်းတက်တွေကတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်က71ဦးသေဆုံးပြီး8ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်းနဲ့လက်နက်ခဲယမ်းတွေများစွာသိမ်းဆည်းရရှိကြောင်းလည်းသိရှိရပါတယ်။ပောက်ခေါင်းမြို့နယ်မှာစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့စစ်တပ်စစ်ကြောင်းမှာပေါင်းတယ်မြို့နယ်ညောင်မင်းရွာမှာတက်ဆွဲစခန်းချထားတဲ့စစ်တပ်ဖြစ်ကြောင်း ပေါင်းတဲ့မြို့နယ်ကနေပောက်ခေါမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတာဖြစ်ကြောင်းသိရှိရပါတယ်။ဒါပြင်စစ်ကောင်စီတပ်တွေထံကနေ60မမကွန်မန်ဒိုစိန်ပြောင်းနှစ်လက် MA1 နှစ်လက် MA3 6လက်လက်ပစ်ပုံးနှလုံး MA1 ဂျီပေါက်3ခု MA3 ဂျီပေါက်5ခု G3 ဂျီပေါက်1ခု5.56 G တောက်56တောက် 7.62G 16တောက် icon တလုံး WY စိတ်ကြွစေ150ပြားနဲ့ တခြားစစ်အုံဆောင်ပစ္စည်းအမျိုးမျိုးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်ဇွန်လ3ရက်နေ့မွန်းလွဲ3:30မိနစ်အချိန်မှာစစ်ရုံးကောက်စီတက်ကတိုက်လေရင်နှစင်းနဲ့ဘုံ6လုံးကျဲချတိုက်ခိုက်ခဲ့ပြီးစက်တက်၄ချီနှစင်းနဲ့ဘုံ၄လုံးကျဲချခဲ့ပေမဲ့တော်လိုင်းရဲဘော်တွေဘေးကင်းတယ်လို့သိရပါတယ်။အဲ့ဒီစစ်စင်ရေးကိုပြည်သူ့ကာကွယ်ရေးတမတော်အမတ်နှစ်စစ်စင်ရေးနေမြေပြူဟာ27လောက်အောက်က3600တက်ရင်3600နှစ်တက်ရင်တက်ရင်ရုံတက်ခွဲ3တက်ခွဲ၄ ပြည်ခိုင်ပကဖရွှေတောင် ပကဖပောက်ခေါင်ပကဖနဲ့3801တည်ရင်တက်ခွဲ3နှစ်စစ်တီအဖွဲတက်ခွဲ6အေယာညီနောင်အဖွဲတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်ရှင်ဒီကနေ့နေ့လည်းခင်ရနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့ရပါပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာလာရှင်စနစ်စိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်